င်္ဂလာပါခင်ဗျရေကိုခစ်တက်ကနေဒီနေ့လည်းကတရင်ကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖန်ရန်ထုတ်ဖို့ပြင်ဆင်နေတဲ့ ICC တရားရုံးရဲ့လုပ်ရက်တွေမှားယွင်းနေပြီဆိုပြီးကြံဖို့ဥက္ကဋ္ဌခင်ကြီးကထွက်ပြောလာပြန်တယ်လို့လက်ရှိဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကို ICC တရားရုံးကဖန်ဆီးစစ်ဆေးနေမှုအပေါ်မင်းအွန်လိုင်းနဲ့နေပြည်တော်ကဗိုလ်ချုပ်တွေအကြားထိတ်လန့်တုံ့လောက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ် AR တိုင်းကလေးမျက်နှာမြို့နယ်အထိအရကတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေရောက်ရှိလာပြီးအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့စစ်ကောင်စီဘက်ကအသေးတဲ့သူတွေတန်းရန်ရတဲ့သူတွေတော်တော်ကိုများနေတဲ့အတွက်အဲ့ဒီကစစ်သားမပါအလောင်းတွေကိုအင်ဂဘူးအထိပို့ဆောင်ကြိုးနေကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ ချမ်ပါစစ်ကောင်းဆောင်မိတ်အွန်လိုင်းကိုဖန်ရန်ထုတ်ဖို့ပြင်ဆင်နေတယ် ICC တရားရုံးရဲ့လုပ်ရက်တွေမှားယွင်းနေပြီဆိုပြီးချမ်ဖို့ဥက္ကဋ္ဌခင်ကြီးကထွက်ပြောလာပြန်တယ်လို့လက်ရှိဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒိတ်ကို ICC တရားရုံးကဖမ်းဆီးစစ်ဆေးနေမှုအပေါ်မိတ်အွန်လိုင်းနဲ့နေပြည်တော်ကဗိုလ်ချုပ်တွေအကြားထိတ်လန့်တုံ့လောက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်ယမန်နေ့ကပဲချမ်ဖို့ဥက္ကဋ္ဌခင်ကြီးရဲ့သုံးသက်ချက်ဆိုတဲ့ဗီဒီယိုကိုစစ်တပ် lobby Telegram channel တွေကနေတဆင့်ထုတ်ပြန်လာပြီးအဲ့ဒီဗီဒီယိုထဲမှာ ကြံ့ဖို့ခင်ကြီးကအချမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖန်ရန်ထုတ်ဖို့ပြင်ဆင်နေတဲ့ ICC တရားရုံးရဲ့လုပ်ရက်တွေမှားယွင်းနေပြီဆိုပြီးပြောသွားတာပါဒါအပြင်လက်ရှိဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကို ICC တရားရုံးကဖမ်းဆီးစစ်ဆေးနေတဲ့လုပ်ရက်ကိုလည်းနိုင်ငံနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါတဲ့မှားယွင်းမှုလုပ်ရက်တွေပဲဖြစ်တယ်ဆိုပြီးတော့ပါပြောသွားပါသေးတယ်လက်ရှိမှာတော့မတ်လ17ရက်နေ့ကပဲဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကို ICC တရားရုံးရဲ့ဖမ်းရန်အတိုင်းဖိလစ်ပိုင်နိုင်ငံအာဏာပိုင်တွေကပြန်လည်ဖမ်းဆီးပို့ဆောင်ခဲ့တဲ့တဲ့တင်ဟာ တဖက်ကမြန်မာနိုင်ငံအတွက်လည်း ICC တရားရုံးကနေဖမ်းရထုတ်ဖို့ပြင်ဆင်နေတဲ့ main online နဲ့မိသားစုအပေါ်တက်ရောက်မှုတွေရှိခဲ့ပြီး ICC တရားရုံးကနေဖမ်းရထုတ်လာခဲ့ရင်လည်းဖြစ်ပေါ်လာတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး main online ကအစီရင်ခံစာတင်ပြခိုင်းမှုတွေရှိနေတဲ့အချိန်မှာပဲဖိလစ်ပိုင်သမ္မတဟောင်းကို ICC တရားရုံးကဖမ်းဆီးလိုက်တဲ့အတွက် main online နဲ့နေပြည်တော်ကဗိုလ်ချုပ်တွေအကြားမှာသူတို့လည်းအဲ့ဒီလိုအဖမ်းခံရတော့မလားဆိုတဲ့ထိတ်လန့်တုန်လှုပ်မှုတွေဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ တပတ်မှာတော့ဂျပန်စစ်ကောင်စီကရန်ကုန်မြို့မှာငွေကြေး66ဘီလီယံကျော်မှုရစေးဝါးတွေဖမ်းဆီးရမိမှုကိုအာရခတတော်အေအေနဲ့ပတ်သက်တဲ့ဆိုပြီးထုတ်ပြန်မှုဟာစစ်ရေးမှာအကြီးအကျယ်ရှုံးနိမ့်လာတဲ့အချိန်စစ်ကောင်စီဟာတပတ်မှာအေအေကိုရည်ရွယ်ချက်ရှိရှိနိုင်ငံရေးတိုက်ခါချထိုးနှက်ရုံမှမှုဖြစ်တယ်လို့အာရခတတော်အေအေကတုတ်ပြန်ပြောဆိုလိုက်ပါတယ်။အာရခတတော်အေအေရဲ့ထုတ်ပြန်ချက်ထဲမှာတော့လက်ရှိစစ်ရေးရာရှုံးနိမ့်နေတဲ့အကြမ်းဖက်စစ်ကောင်စီကအေအေကိုနိုင်ငံရေးတိုက်ခါချဖို့အတွက်မှုရစေးဝါးဖမ်းဆီးရမိမှုမှာ A ရဲ့အမည်နာမကိုထည့်သွင်းထားရုံနဲ့မက A နဲ့ပတ်သက်နေတဲ့ဆိုပြီးတော့ပါဆွတ်ဆွဲထုတ်ပြန်ထားတာဟာစစ်ကောင်စီရဲ့ရည်ရွယ်ချက်ရှိရှိအကွက်ချရုံမှထိုးနှက်မှုဖြစ်တယ်လို့လည်း A ကပြောထားပြီးအဲ့လိုစစ်ကောင်စီပြောထားသလိုမွေးရေးဆေးဝါးသတင်းနဲ့ပတ်သက်ပြီးအရခတတော် A နဲ့ဘလို့နီးနဲ့မှဆက်ဆက်မှုမရှိဘူးဆိုတာကိုလည်းအတိအလင်းပြက်ပြက်တသားပြောကြင်ပါတယ်လို့အရခတတော် A ကတရားဝင်ထုတ်ပြန်ထားပါတယ်တကယ်တမ်းမြန်မာနိုင်ငံမှာမွေးရေးဆေးဝါးမှုတွေနဲ့ဒုစရိုက်မှုတွေအပြင်ကြပ်ပြန့်ငွေလိမ်ဂိုင်းတွေကအဆ တို့အကြံဖက်စကောက်စီတက်ကစစ်ဘိုလ်ချုပ်တွေဒါနှီးပေါင်းစုံနဲ့ပါဝင်ထိန်းချုပ်ထားတဲ့ကိစ္စရက်တွေဒါဖြစ်ပြီးလက်ရှိတို့စစ်တက်ကထိန်းချုပ်ထားတဲ့ရန်ကုန်မန္တလေးနေပြည်တော်လိုနေရာမျိုးမှာဆိုရင်လေမူရစေဝမှုတွေနဲ့လောင်စားမှုတွေအကျင့်ပြချစားမှုတွေဟာတို့စစ်အုပ်စုဘိုလ်ချုပ်ပိုင်းတွေကအစပါဝင်ပတ်သက်ပြီးထိန်းချုပ်ထားတယ်ဆိုတာညင်းမရတဲ့တပ်တွေအထောက်ထားတွေကအတိုင်းသားတပ်တွေခံနေပြီးသားဖြစ်နေတယ်လို့လေအရခတတော် AA ကတရားဝင်ထုတ်ပြန်ထားပါတယ်ဒါအပြင်အကျံဖက်စစ်ကောက်စီဟာ နိုင်ငံတော်စီရေးတွေမှာအကြီးကျယ်အရေးနှိမ်ရှုံနှိမ်လာတဲ့အချိန်တိုင်းအခုလိုပဲအောက်တန်းကျတဲ့နိုင်ငံရေးအောက်လုံးတွေနိုင်ငံရေးတိုက်ခါချမှုတွေကိုအချိန်ကြိုက်ပြုတ်လုလေရှိတာဟာသူတို့စစ်တပ်ရဲ့လုံနေကြအကျင့်နဲ့လုံလေလုံထရှိတဲ့ရုံမှမှုတာဖြစ်တယ်လို့လဲအရခတတော်အေအေကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ AR တိုင်းကလေးမျက်နှာမြို့နယ်အထိအရခတတော်အေအေနဲ့ PDF ပူးပေါင်းတပ်တွေရောက်ရှိလာပြီးအချက်ဖက်စကောင်းစီတပ်နဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ စစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတဲ့အတွက်အဲ့ဒီကစစ်သားမသားလောင်းတွေကိုအင်ကပူအတိပို့ဆောင်တကြိုနေကြတယ်လို့စစ်ရေးတရင်ရင်းမြစ်နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့လက်ရှိ AR တိုင်းအတွင်းထိုးဖောက်ဝင်ရောက်နေတဲ့အာရခတ်တော် A နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာမတ်လ18ရက်နေ့ကစပြီးလေးမျက်နှာမြို့နယ်အထိရောက်ရှိလာနေရမှာဝက်ကုံလေကုံလေးလေကုံကြီးဆက်ဆက်ယိုချင်းလယ်နဲ့စံကုန်းကြေးရွာဒီဘက်မှာ အကြံဖက်စကောက်စီတက်နေတော်လိုင်းရင်တက်တွေကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစကောက်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါပြစ်ကူပေးနေရသလိုစကောက်စီတပ်သားတွေလည်းထေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတဲ့အတွက်အဲ့ဒီကစစ်သားမပါအလောင်းတွေကိုအင်ကပူမြို့နဲ့အုတ်တွင်းကုန်းကျေးရွာမိသကြိုဇက်အထိပို့ဆောင်ပြီးတကြိုနေကြတယ်လို့စစ်ရေးတရင်ရင်းမြင့်တဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောထားကြပါတယ်။လက်ရှိမှာတော့ AR တိုင်းတွင်ထိုးဖောက်ဝင်ရောက်နေတဲ့အာရခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ လေးမျက်နှာမြွနယ်လို့အတွင်းထဲအထိတော်တော်ကိုရောက်ရှိလာပြီဖြစ်တယ်လို့တိုက်ပွဲဖြစ်ပွားရာဝက်ကုန်းကျင်းရအုပ်စုဘက်ကပြည်သူတွေကတော့စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ရွာတွေမှာမနေရတော့ပဲထွက်ပြေးတိမ်းရှောင်တာတွေရှိနေတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျဒီတစ်ခါဒိန်းတိုင်းတိုင်းပတ်မှာလေကျိုးစုမြို့နယ်မှာအချက်ဖက်စစ်ကောင်စီရဲ့စစ်တင်းမော့အုပ်စုတိုက်ခိုက်ခံရပြီးတဲ့နောက် ဒဏ်ရာရသွားတဲ့စစ်ကောင်စီရေတသား2ဦးကိုစက်လီနဲ့ခိုးတယ်ပြီးဘိတ်ဘက်ကိုအသေးအတန်ပို့တဲ့အချိန်လန်ခီမှာပဲသေသွားတယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ23ရက်နေ့ကပဲကျွန်းစုမြို့နယ်မိုင်းတွေးဂျေးရွာဘက်ကနေတက်လာတဲ့အချက်ဖက်စစ်ကောင်စီရဲ့အမှန်တလေးလေးရေရင်အပါဝင်စက်လီတင်မော့အုပ်စုကိုဒေါ်လာအေးပူပေါင်းတက်တွေကကြားဖြတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင် အကြံဖက်စကောင်စီဘက်ကဒဏ်ရာရတဲ့ရေတပ်သားနှစ်ဦးကိုစစ်ကောင်စီတပ်သားတွေဟာပြည်သူတွေသိမှဆိုလို့ဆက်လီနဲ့ခိုးတယ်ပြီးဘိတ်ဘက်ကိုအသေးတံပို့တဲ့အချိန်လန်ခီမှာပဲအဲ့ဒီရေတပ်သားနှစ်ဦးစလုံးဟာသေသွားတဲ့အကြောင်းကိုပါတိထားရတယ်လို့ကျုံစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခေတ်တက်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ချစ်စွတ်တင်ပါတယ်ကျွန်တော်နားငယ်ပါ